ဖနက်ကွန်ထနာချုပ်ကပစိဖစ်တမုတ်ရောက်ဖြတ်ပြီးတော့ B2 ကိုပြောင်းဘုံကျဲလျင်တွေကိုဆွေလျားလည်းရှိပါတယ်။အဆိုပါဘုံကျဲလျင်တွေကတော့မစ္စရီမှာရှိတဲ့၎င်းရဲ့အခြေဆိုင်စခန်းတွေလာနေခြင်းဖြစ်တယ်။အီရန်အပေါ်တန်ခမှုပြုလုပ်ဖို့အတွက် လိုအပ်ပါကထရန့်အဆိုရာက၎င်းတို့ပြင်ဆင်နေကြောင်းရင်လှုပ်ရှားမှုက ပြသပါတယ်။အနောက်ကန်ယူရန်ကိုဖြတ်ပြီးတော့ပြန်တန်းနေတဲ့ B2 ဘုံကျဲလျင်တွေနဲ့စီဖစ်လျင်တွေကိုခြေရခံတဲ့ဝက်ဘ်ဆိုက်တွေကတွေ့ရှိခဲ့ပါတယ်။ ၎င်းတို့ကဂူအန်မှာရှိတဲ့ Anderson လေတခြေစိုက်စခန်းကိုဦးတည်သွားနိုင်တယ်ဒါမှမဟုတ်နောက်ထပ်ဖြစ်နိုင်ချေတဲ့နေရာကတော့ Diego Garcia ဖြစ်ပါတယ်ဂူအန်ကတော့ American ပိုင်းတဲ့ထဲမှာဖြစ်ပါတယ်ဖန်တကုံတနာချုပ်ကတော့ယခုနှစ်အစောပိုင်းမှာယမန်မှာရှိတဲ့ Houthi တပုန်တွေကိုတိုက်ခိုက်ဖို့အတွက် B2 ဘုံကျက်လင်းကိုစကန်ချဖို့အတွက် Diego Garcia ကိုအသုံးပြုခဲ့ခြင်းဖြစ်တယ်။အဆိုပါလင်းလုဆောင်မှုတွေဖြစ်ပွားနေကြောင်းကာကွယ်ရေးအရာရှိတဦးကတီးပြုတ်ခဲ့ပါတယ်။ B2 တပိတ်ကိုပြင်ဆင်ဖို့အမိတ်မပေးသေးဘူးလို့အရာရှိတွေကတော့ပြောပါတယ်။ အမေရိကန်ကတတ်တမန်လို့နီလန်နဲ့ပြည်ပခတ်ကိုဖြည့်ရှင်းဖို့စူးစမ်းနေတော့လဲပဲလင်းဂျေလီရင်တွေကအီရန်အပေါ်ဖိအားတွေတိုးမြင့်လာစေဖို့အတွက်နီလန်တခုဖြစ်ပါတယ်ဘုံကျဲလီရင်တွေနဲ့ပတ်သက်တဲ့မိကုန်းတွေကိုပန်ဒဂွန်ကအင်ဖြူတော်ကိုညွန်ချခဲ့တယ်အင်ဖြူတော်ကတော့ဒီကိစ္စနဲ့ပတ်သက်ပြီးမတ်ချက်ပေးဖို့ညှင်းဆုပ်ခဲ့ပါတယ် B2 ဘုံကျဲလီရင်တွေက GPU 57 banker ဘုံတွေကိုတည်ဆောင်နိုင်ပါတယ်အလေးချိန်ပေါင်း3000ရှိတဲ့တမန်ရွေးချယ်လည်းဖြစ်ပါတယ်အီရန်ရဲ့42 uranium တန်စီရဲ့စက်ရုံကို ဖြည့်ဆည်းစေမဲ့အကောင်းဆုံးအခွင့်အလမ်းရှိတယ်လို့ရှေ့ချင်းကျွမ်းကျင်သူတွေကပြောပါတယ်ဖော်တိုကတော့တောင်အောက်မှာတိဆောက်ထားခြင်းဖြစ်တယ်အကယ်၍သမ္မတထွန်းကဣဇရေတက်ခတ်မှုတွေပေါဝင်မှာဆုံးဖြတ်ပါကဤစိုက်ကတော့အမေရိကန်တပ်ဖွဲ့တွေအတွက်အဓိကပြင်းထန်တင်ရဖြစ်ပါတယ်အီရန်ကိုကျွမ်းကျင်မရှိဆူလွန်ဖို့လက်နေချဖို့ထွန်းကတောင်းဆိုထားပါတယ်ပြည်နယ်ခြေရှိတဲ့ရှေ့ရေရတက်ခတ်မှုကအစီအစဉ်တွေကိုလည်းသူကအတည်ပြုခဲ့ပါတယ်ဒါပေမဲ့သူကနောက်ဆုံးဆုံးဖြတ်ချက်ကိုနောက်နေနေပါတယ်ရန် တိုက်ခတ်မှုမရှိဘဲအီရာရဲ့၎င်းရဲ့နျူကလ িয়ার အစီအစဉ်ကိုရပ်တန့်ဖို့သဘောတူမယ်ဆိုတာကိုသူမျောမျောလင့်ပါတယ်သူမြင်လိုပါတယ်နှစ်ပတ်အတွင်းဆုံးဖြတ်မယ်လို့ထရန်ကတောက်ကြနေကထပ်မံပြောကြားခဲ့ပါတယ်အမေရိကန်စစ်တပ်ကတော့ဥရောပနဲ့အရှေ့လက်ပိုင်းတပ်ဖွဲ့ဝင်တွေကိုပုံမစိလို့နေပြီဖြစ်တယ်သူတို့ကလေရင်ပြန်တန်းနေစင်မှာစီဖြစ်နေတဲ့ရေရင်ရေနံတင်တင်မောတွေကိုလည်းထိလို့ထားပါတယ်အမေရိကန်ကပက်ထိန်ဒုံးကျည်တွေကိုပြေးချနိုင်တဲ့စစ်တင်မောတွေကိုလည်းဈေးလုခဲ့ပါတယ် ဒုတိယလေရင်တင်တင်မောအုပ်စုကိုလည်းတပ်ဖြန့်ထားပါတယ်ဝေဟင်မဝေဟင်ပြစ်တိုက်ခိုက်ရေးအတွက်ပြုလုပ်ထားတဲ့အစစ်မြစ် F22 တပ်လေရင်တွေကိုလည်းဇီလုခဲ့ပါတယ် B2 ဘုံးကျက်လေရင်ကို အနည်း30ခန့်အသုံးပြုခဲ့ပြီးဖြစ်တယ်အဲ့ဒါကိုအခုအမေရိကန်ကတခုတဲတော့ကိုပြောင်းမဟာပြူကဘုံးကျက်လေရင်ဖြစ်ပါတယ်ရန်သူရဲ့လေကြောင်းရန်ကာကွယ်ရေးစနစ်တွေထောက်လန်းခြင်းနဲ့ဆောင်ရှမ်းမှုအတွက်ပြုလုပ်ထားပါတယ်မူလကနျူကလ িয়ার လက်နက်တည်ဆောင်မှုအတွက်တိစောက်ထားတို့လည်းပဲအခုပြုပြင်မှုမှန်ထားပါတယ်ယခုအခါအဲ့ဒါကတော့ GPU 57ကဲ့သို့သောကြီးမားတဲ့ဘုံးတွေကိုတည်ဆောက်နိုင်ပြီဖြစ်တယ်။ ISR ကအီရန်နျူကလ িয়ার အစီအစဉ်နဲ့ဆက်ဆံနေတဲ့ပြမအများပြားကိုတိုက်ခိုက်ခဲ့ပြီဖြစ်တယ်။ဒါပေမဲ့ Fordo စစ်ရုံကိုမတိုက်ခိုက်သေးရပါဘူး။ Fordo ကို ISR ရဲ့တိုက်ခတ်မှုကပုံမခက်ခဲပြီးအန္တရာယ်ရှိတယ်။ ISR ကသူနေရာကိုဥမင်လန်ကောင်ဝင်ပြီးတော့သင်းငယ်တဲ့ဘန်ကဘုံးကျဲဘုံးများကိုဆက်တဲ့တိုက်ခတ်မှုအုံပြုဖို့အတွက်ရွေးချယ်ခွင့်ရှိပါတယ်။နောက်ထပ်ရွေးချယ်စရာတစ်ခုကတော့၎င်းကိုဖျက်ဆီးဖို့တဲ့ကွန်မန်ဒိုစီးနင်းခြင်းဖြစ်ပါတယ်။ ရွေးချယ်မှုနှစ်ခုစလုံးက GPU 57ကိုအသုံးပြုတာထက်ပိုမိုရှုပ်ထွေးပါတယ်။ GPU 57ကို Massive Ordnance Penetrator လို့လည်းခေါ်ပါတယ်။မာကျောတဲ့မြေအောက်အဆောက်အဦးတွေကိုဖျက်ဆီးဖို့အတွက်အထူးတိစောက်ထားခြင်းဖြစ်တယ်။ Israel က Isfahan မြို့အပအဝင် Iran Nuclear နဲ့စစ်ရေးပြမများကိုလေကြောင်းနဲ့တိုက်ခတ်မှုများစွာပြုလုပ်ခဲ့ပါတယ်။ Israel ကိုပြမထားပြီးဒုံးကျည်၄၀၀ကျော်နဲ့ မောင်းတူမဲ့လေရင်ကိုလည်းအီရန်ကပြန်လဲပြစ်ခတ်ခဲ့ပါတယ်အကယ်၍အမေရိကန်ကပုံမပေါ်ဝင်လာပါကဒေတာတွင်မှာရှိတဲ့အမေရိကန်တပ်ဖွဲ့တွေအတွက်ဆိုးဝါးတဲ့အကျိုးဆက်တွေရှိလာနိုင်ကြောင်းအီရန်ကတတိပေးထားပါတယ်ဒါပေမဲ့ဒီဘုံးကအီရန်ရဲ့နျူကလ িয়ার အစီအစဉ်ရဲ့စိတ်ပိုင်းအားလုံးကိုအပြည့်အဝမဖြစ်စေနိုင်ပါဘူးအဲ့လိုလုံချန်ချင်းကနျူကလ িয়ার ညံမှုကိုဖြစ်စေနိုင်တဲ့အန္တရာယ်လည်းရှိပါတယ်အကယ်၍အမေရိကန်ကအဲ့လိုတိုက်ခိုက်မှုကိုလှုပ်ဆောင်ပါကပြည်ပခန့်တွေကြီးမားတဲ့ ကြီးကြီးမားမားတိုးမြင့်လာမှာဖြစ်ပါတယ်နိုင်ငံရေးစီးရင်နဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအန်ဒီအများလည်းကြီးမားလာမှာဖြစ်ပါတယ်